စစ်ကိုလဲကြုံချအောင်လဲဖြစ်နလျင်တန်တင့်သွားရတယ်မြမပြည်သူကြည်သာအပေါင်းတို့ခင်ဗျာမကြသေးခင်ကာလကမြမတမိုင်းရဲ့ဒုတိယမြောက်အပြင်းထန်ဆုံးနလျင်ကြီးရဲ့တန်းကိုထပ်မံပြီးတော့မြမပြည်သူပြည်သားတွေခံစားခဲ့ရပါတယ်2025မတ်လ28ရက်နေ့မှာလှုပ်ခတ်ခဲ့တဲ့ အင်းအပြင်းငလျင်ချင်းကြောင့်အပြစ်မဲ့တဲ့ပြည်သူ3000ကျော်လောက်ဟာအသက်တွေရုတ်တရက်ကျွေလွင့်ပျက်စီးခဲ့ရပါတယ်ချစ်ခင်ရတဲ့မိသားစုတွေအိုးအိမ်တွေတိုက်တာအဆောက်အဦတွေဟာဆုံးရှုံးလိုက်ရတဲ့အတွက်ဝမ်းနည်းကြွေကွဲမှုတွေကလည်းအတိုင်းအဆမရှိအောင်လွန်စွာမှခံစားခဲ့ရပါတယ် ရုပ်ရည်ရဲ့ကြုံတွေ့လိုက်ရတဲ့တဘာဝဘေးအန္တရာယ်ကြီးကြောင်းပူဆွေးတော့ကရောက်နေကြတဲ့မြန်မာပြည်သူလူထုရဲ့နာကျင်မှုကိုကျွန်တော်ကိုယ်တိုင်ထက်တူထက်မြက်ခံစားခဲ့ရပါတယ်။ငလျင်ကြောင်းပူဆွေးတော့ကရောက်နေရတဲ့မြန်မာပြည်သူလူထုကိုနှစ်သိမ့်အားပေးဖို့အတွက်အမျိုးသားညီညွတ်ရေးအစိုးရက2025 AB 73ရဲ့နေမှာ 2025 AB 20ရက်နေ့အထိတနင်္ဂနွေလုံးဆိုင်ရာပြည်သူဝန်ထဲကြေကွဲမှုနဲ့နှစ်သိမ့်အားပေးမှုရတရပတ်အဖြစ်တက်မှတ်ပေးထားပါတယ်။အားငယ်စိတ်ကိုကျွန်တော်တို့ခွန်အားအဖြစ်အသုံးချရမယ်။ကျွန်တော်တို့ပြည်သူတွေမှာကျွန်တော်တို့ပဲရှိပါတယ်။ပြည်သူတွေငုံရင်ကျွန်တော်တို့ငုံမယ်။ တည်သူရင်ကျွန်တော်ရည်မယ်ကျွန်တော်ဟာအမှုပညာကမှစစ်စစ်တယောက်ဖြစ်တဲ့အတွက်ပြည်သူမျက်ရည်ကိုကျွန်တော်ကိုယ်တိုင်တုတ်ပေးခြင်းပါလေငလျင်ထံကြောင့်ဆုံးရှုံးလိုက်ရတဲ့မိသားစုညီအကိုမောင်နှမဆွေမျိုးသားချင်းတွေကိုကြံရစ်တဲ့သူတွေကကျွန်တော်နဲ့ထပ်တူအားပေးကြပါကူညီကြပါ စာနာပံ့ပိုးမှုတွေပေးကြပါအဲ့ဒီလိုမျိုးကျွန်တော်တို့တွေစာနာမှုတွေခွန်အားဖြစ်စေတဲ့ဖိမကူညီမှုတွေရှိမှာလားကျွန်တော်မြန်မာပြည်သူပြည်သားတွေငလျင်တန်ကြောင့်ဆုံးရှုံးလိုက်ရတယ်မိသားစုတွေညီကိုမောင်နှမတွေဆွေမျိုးသားချင်းတွေအတွက် ကြံ့ရခဲ့တဲ့ကျွန်တော်တို့တွေဟာကုညီရမယ်ပံ့ပိုးရမယ်စာနာမှုစိတ်အပြည့်နဲ့လက်တွဲခေါ်ရမယ်ကျွန်တော်တို့ပြည်သူတွေမှာကျွန်တော်တို့ပြည်သူတွေပဲရှိပါတယ်ကျွန်တော်နောက်ဆုံးပြောချင်တဲ့စကားတော့ပြည်သူချင်းရင်ကပြင်းတင်မယ်ပြည်သူမုန်းရင်ပြက်တော့မယ်ပြည်သူဒီသာအခရာ အရာရာကိုပြောင်းလဲနိုင်ပါလေအလုံး fighting